အင်ဒိုနီးရှားတွင်စတင်ကြောင်းတကြောင်းပြိုကျမှုကြောင့်တည်ဆုံးသူရှိဦးသည့်ရှိလာကြောင်းတာဝန်ရှိသူများကအော်တိုဘားလ3ရက်နေ့မှာပြောကြားခဲ့ပြီးလူပေါင်းဒါဇင်ကျည်ပြက်စီးများအောက်တွင်ဆက်လက်ပိတ်မိလျက်ရှိပြီး၎င်းတို့ဟာအသက်ရှင်သမဲ့လာလာမရှိတော့ကြောင်းပြောကြားခဲ့ပါသည် စီရိုရာတိုမျိုးရှိအထက်ပေါင်းများစွာမြင့်နေအစ္စလာမစ်ဗောဓါကျောင်းဟာကျောင်းသားများမွန်လယ်ပိုင်းစုတောင်းရန်စုစည်းနေခြင်းမှာရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်တယ်လို့ဒေတာတွင်သတင်းများအရသိရပါတယ်။တရုတ်တဲ့ကျောင်းသားချက်လက်တွေကိုအခြေခံပြီးပြောရမယ်ဆိုရင်အစာအုံရဲ့အပျက်စီးတွေအောက်မှာ59ဦးပိတ်မိနေတယ်လို့ယူဆရပါတယ်လို့အမျိုးသားဘေးအန္တရာယ်ရောပါရေးအေဂျင်စီပြောရေးဆိုခွင့်ရအဘာဒေမူဟာရီကပြောကြားခဲ့ပါတယ်။ စိတ်ပူနေကြတဲ့မိသားစုများကအခင်ဖြစ်ပွားတဲ့နေရာနီးမှာစိုးရင်ကြီးစွာစောင့်ဆိုင်နေကြရပါတယ်စီရိုရာဂျိုမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်ကပျောက်နေသူအရေးအတွက်ကိုမေးမြန်းတဲ့အခါတောက်ရှိသူများက၎င်းတို့လည်းပျောက်နေသူအရေးအတွက်ကိုမသိဘူးလို့စောစောပိုင်းမှာဖြေကြားခဲ့ပါတယ်။